အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်။အဲ့တော့လက်ရှိမှာကျွန်တော်ဒီနေ့မှာဒါဆွေးနွေးဖို့လူလာတဲ့နောက်ထပ်တစ်ကြောင်းအရာတစ်ခုက Tottenham Hotspur ရဲ့နီးပြအပြောင်းလဲပဲ။ Tottenham Hotspur အသင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ NG Poster Glue အနေနဲ့ Europa League ရသည်ဖြစ်စေမရသည်ဖြစ်စေအသင်းကထွက်ခွာတော့မှာဖြစ်ကြောင်းကိုမနေ့က Tom Barkley ကသူ့ရဲ့ internet ဆာမျက်နှာပေါ်မှာရေးသားလာခဲ့တာတွေ့ရမယ်။ တော်တန်ဟော့စပါတင်းနဲ့အခုလက်ရှိမှာပရိသတ်တွေကသူ့ကိုလူမရှိတော့ဘူးလို့ NG Poster Glue နေနဲ့ခံစားရတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒီမှာဆက်သွားမယ်ဆိုရင်လည်းဒါ အနောက်နေဖြစ်မဲ့အတွက်ကြောင့်အကဲယူရိုပါလိဒါရရှိခဲ့မယ်ဆိုရင်တော့ဒါအပေါင်းလက္ခဏာဆက်ဆံတဲ့ဒါနီးပြအနေနဲ့ဒါအသင်းကနေတရားဝင်ဒါလက်မထောင်ပြီးတော့ထွက်ခေါ်သွားဖို့ရှိတယ်အဲ့တော့ဒါစက်ကွန်နေနေအတွင်းဒါတော်တန်ဟော့စပါတဲ့ပထမအဆုံးစူဖလာကိုရရှိတဲ့နီးပြကဒါရာသီကိုမှထွက်သွားမယ်နေဒါတခုမှဆိုရင်တော့ဒါပြိသက်တွေတချို့ကဒါခုနပြောလို့ပဲဒါလက်ရှိပြည်တွင်းရဲ့ရလက်ကိုကြည့်ပြီးဒီနီးပြကိုဆုံးဖြတ်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ personally ကျွန်တော်ပြောပါဆိုရင်တော့အမှန်တမ်းပြောရမယ်ဆိုရင်ကျွန်တော်ကတော့အချိန်တော့အမှန်တမ်းပြောပေးစီခြင်းတယ်ဘာလို့ဆိုတော့ ပြောတယ်ခတ်တယ်ဗျဟိုလက်ရှိမှာပြည်တွင်းမှာသူအနေနဲ့သူလုတ်ပြထားတယ်ဆိုတာတော်တော်လေးကိုဆူဆူရွားပြဒါပေမဲ့ပြဿနာလည်းသူ့ကိုလည်းအများကြီးတော့ပြောလို့မရဘူး injury တွေကဒါကျွန်တော်တို့သူ့အနေနဲ့ spar team နဲ့ခုလက်ရှိမှာဒါကျွန်တော်တို့အသင်းနဲ့မဟုတ်ဘူးလက်ရှိမှာနီးပြအပြောင်းလဲလုတ်ထားတဲ့ Manchester United အသင်း Ruben Amorim အသင်းတော်မှာပြည်တွင်းမှာတိုင်ပတ်ကျွန်တော်နဲ့တမတ်ပဲကြွားပြီးတော့သူတို့အနေနဲ့ဒါကျွန်တော်တို့လက်ရှိအနေထားရသူတို့ကိုယ်တိုင်အဲ့တော့နီးပြပြောင်းတာက spar team အတွက်အမြဲတမ်းအဖြေတစ်ခုများလားဆိုတဲ့အဖြေတစ်ခုကိုကျွန်တော်ကတော့ဒီလက်ရှိ narrative ကြီးကို change ခြင်းပဲဒါပေမဲ့ ပြဿနာကလည်းပြကျွန်တော်တို့ဒါ international fan base ကအဲ့လောက်ထိဒါကျွန်တော်တို့မစိုးရွားပါပဲနိုင်ငံသားကဒါကျွန်တော် local fan base ကအင်္ဂလန်က fan base ကတော်တော်လေးကိုစိုးရွားနေတဲ့အနေဒါတခုရောက်လာခဲ့တယ်တော်တော်လေးကိုဒါကျွန်တော်အကုန်လုံးကဒါအသင်းကနေပြီးတော့နီးပြကိုထွက်ခွာဖို့အတွက်အကြီးကျယ်တောင်းဆိုနေခဲ့ပြီးတော့တချို့ဆိုဘလောက်တိတော်မှစိတ်တက်ဒီအောက်တန်းကြလဲဆိုတော့ဒီပွဲစဉ်ကိုရှုံရှုံမင်းတို့တော့ဒီဒီနီးပြကဟိုတချို့ဆိုဗျာ United ဟို page အောက်မှာ comment နေမှန်တာတွေ့တယ်ဒါကျွန်တော် United ပိတ်သက်တွေတော့အဲ့လောက်တိမစိုးသူကတို့ကတို့တို့သူတို့တင်တို့ဒါအခုလက်ရှိမှာ comment နေမှာမှန်နေကြပဲရှိတယ် United ပိတ်သက်တွေနဲ့ Spa ပိတ်သက်တုံတန်ဘီးမရှိဘူးဒါကိုရီးယား ီးစီးတယ်မှာပါတယ်ဘာမှလည်းမဆိုင်တဲ့မြို့တွေကိုအောင်မြင်မှုလည်းဘာမှမဆိုင်တော့ကွာတယ်ဗျပြောရမယ်ဆိုအဲ့တော့ United page ออกมาだကျွန်တော်တချို့တော့ဒါသူတို့ဟို United ဒါ Twitter မှာ influencer တွေရှိတယ်ပေါ့နော်အဲ့လို influencer တွေအောက်มาだကျွန်တော်တချို့တော့ spar predator တွေနေနဲ့ anti boost တွေ glue ဘယ်လောက်ထိအောင်မုံလဲဆိုတော့သူနေနဲ့ဒါဒီပွဲကိုရှုံး anti boost တွေကတော့တမိုင်းတစ်ချောင်းအစိုးရဆုံးဒီပြနေနဲ့ထွက်စီခြင်းမပါဘူးပြောချင်တာကလူတယောက်ကိုအဲ့လောက်ကိုယ့်အသင်းကိုကိုယ့်အသင်းရဲ့အောင်မြင်မှုတောင်ဘေးဖယ်ပြီးမုံနေတယ်ဆိုခဲ့ဒါတော်တော်လေးကိုလွဲမှားတယ်မုံတည်မှုပေါ့နော်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်နှစ်ပေါင်း60ကျော်ကျွန်တော်ဥရောပဖလားနေဝေးกว่าနေနှစ်ပေါင်း18တန်းနေတီတီဒါကျွန်တော်တို့တီတွင်းကကျွန်တော် major super plan နေဝေးกว่าနေတဲ့အချိန်မှာဒီလို super plan သာ spar တင်ရ ကင်မယ်ဆိုဒီဒီပြကျွန်တော်တို့သမိုင်းစာအုပ်ထဲမှာဝင်သွားမှာပဲဒါလက်ရှိမှာဥရောပဒါယူရိုပါလိပရီးမီးယားလိမှာဒါဒုတိယအများဆုံးသင်းသင်းနဲ့ဖြစ်သွားမယ်အခုကဒီဒီပြရေးထိုးနိုင်မယ်ကျွန်တော်အချိန်တစ်ခုထပ်ပြီးပြဒါပေမဲ့လက်ရှိမှာလူကဲအကောင်တွေကလုံးဝမရတော့အသင်းရဲ့နီးပြတွေနဲ့လုံးဝထွက်စေခြင်းမီကျွန်တော်တော့ဘာမှမပြောတော့ဘူးဗျာအမှန်တမ်းပြောမှာဆိုကျွန်တော်အနေနဲ့ကျွန်တော်တို့ပြောလဲကျွန်တော်တို့ voice ကတိတ်ပြီး hurt ပေါ့အဲ့တော့လက်ရှိမှာ United တို့ United တဲ့နော်ဘယ် တော်တန်ဟော့စပတ်အသေးအနေနဲ့နီးပြအပြောင်းလဲကိုလာမယ့်နေရာဒီမှာလှုပ်ဆောင်ဖို့အတွက်အကြီးအကျယ်ကြိုးစားနေပြီဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာတော်တန်ဟော့စပတ်အသေးအနေနဲ့ခုလက်ရှိနီးပြရာထူးတွေဒါကျွန်တော် short list တွေလည်းစတင်ပြီးထွက်လာခဲ့တယ်ဒီ short list တွေမှာစိတ်ဝင်စားစရာအခုလက်ရှိမှာဒါကျွန်တော်တို့ spa အသေးနဲ့ quality သွားကြတယ်ဒါကျွန်တော်နီးပြတယောက်နဲ့နံပါတ်အကြီးအကျယ်ထွက်လာခဲ့တယ်အခုလက်ရှိဒါ IS ရဲ့အဖြစ်အပျက်ကိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်ဒါကျွန်တော်တို့ shape ဒါလွန်ခဲ့တဲ့2ရက်လောက်ကမှ PSV အသင်းကဒါကျွန်တော် IS ကိုကြော်ပြီးတော့သူတို့အနေနဲ့ဒါကျွန်တော်တို့အာ Netherlands League မှာစုခူးသွားခဲ့ဆိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်အဲ့တော့ဒါမမေ့ရပဲဒါကျွန်တော် ့ငါးပွဲကြံတဲ့အချိန်မှာဒါ PSG အသေးကအားရစတဲ့ငါငါးမှတ်ပဲလူတဲ့ပွဲစဉ်တော့ငါဟုတ်ပေါ့၆ငါးပွဲကြံတာဟုတ်တယ်ငါးပွဲလား၆ပွဲလားမသိဘူးနော်၆ပွဲလားငါးပွဲလားမသိကြံတဲ့အချိန်မှာ PS ပေါ့ IS ကငါးမှတ်ပဲရယုံနေတဲ့ကိုဒါပြောကြနှစ်ပွဲလောက်နိုင်ုံနေတဲ့ကိုဒါကြောင့်ငါးပွဲမှာနှစ်ပွဲနိုင်ုံနေတယ်ကျွန်တော်ဒါ PH AIS အသင်းနေနဲ့လက်ရှိမှာဒါကျွန်တော် Netherlands မှာ plus ခုနေမှာဖြစ်တယ်ဒါပေမဲ့လက်ရှိမှာဒါအဲ့ဒီငါးပွဲမှာဒါကျွန်တော် total ဒါတပွဲနိုင်ပြီးတော့ချန်တဲ့ပွဲတွေအကုန်ရှုံးတာလားမသိဘူးเนาะငါးမှတ်တော့မရခဲ့တဲ့အတွက်ကြောင့်မလို့ IS အသင်းပြီးတော့လောက်ခဲ့လို့ပြီးရဘက်ကပြီးရချင်းပေါ်နေ IS အသင်းနေနဲ့ကျွန်တော်ဒါဖလားကိုလက်မဲ့ဖြစ်သွားခဲ့တယ်။မမေရပီ PSV မော PSG မော PSV အသင်းနေနဲ့ဒါကျွန်တော်တို့အရင်ကဒါကျွန်တော်တို့ဟိုဘာလို့ ပါအဘူအရာဖီယန်ဟူ PSV အသင်းကဒါရာဝါမင်စတာရိုင်းသင်းနူအဲ Netherlands League လေရောအဲ့တော့ဒါမှ PSV အသင်းနဲ့ဒါကျွန်တော်တို့ IS ကိုကြော်ပြီးတော့ဒါဖလားရသွားခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီဖလားရသွားခဲ့တဲ့အချိန်ဒီမှာ IS ရဲ့လက်ရှိနီးပြကသူကိုယ်တိုင်ရှက်လို့နှုတ်ထွက်သွားခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီနှုတ်ထွက်သွားခဲ့တဲ့နီးပြ Tottenham Hotspur အသင်းကလက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားနေတယ်စဉ်းစားကြည့်ရင်ကျွန်တော်ဖလားရဖို့၅ဘွဲအလူမှာ၆မှတ်ပဲလူတာ၆မှတ်လား၅ဘွဲ၅မှတ်ပဲလားမသိလူတဲ့နီးပြတယောက်ထွက်သွားရဲဆိုတော့အဲ့လိုနီးပြမျိုးစိတ်အေးပေါ့ခုနကကိုရီးယားအဲ့လိုပဲခြေချော်တော့အရင်သဘောကျတယ်ဒါနီးအသင်းတသင်းဆိုတဲ့အကြောင်း ောင်ခြေချော်တာဟိုခြေချော်ခဲ့တဲ့နီးပြောက်ကိုပဲဆက်လက်ပြီးစိတ်ဝင်စားတိတ်တော့မထူးတခါကြရင်ပြသေးလားဒီအသင်းရဲ့ standard ကိုကျွန်တော်တအားမုန်းနေသေးလားဘလို့ဖြစ်လို့အဲ့လိုမျိုးလုံနေလဲကျွန်တော်လည်းမသိဘူးကိုတွေပဲဒါဝွကျွေးပေးဖို့အတွက်ပဲတိတက်ဖန်တီးထားတဲ့အသင်းတင်လာတာမသိဘူးတော်တော်လေးကိုစုပ်ပြက်တဲ့ဟိုစိတ်ဓာတ်တွေနဲ့ဖန်တီးထားတဲ့အသင်းတင်လာတာမသိဘူးကျွန်တော်နေတော်တော်စိတ်ပြက်အဲ့တော့လက်ရှိမှာ Francioli ကိုလက်ရှိမှာ Sporting ကခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်အခုလက်ရှိမှာတခြားသော short list တွေလည်းအများကြီးတော့ရှိတယ်အဲ့ short list တွေမှာဒါကျွန်တော်တို့ Xavi Hernandez ပေါ့နော်ဒါတစ်ချိန်ကဒါ Barcelona အသင်းရဲ့ဒါကျွန်တော်လက်ရှိနီးပြနီးပြဒါကျွန်တော်တို့ La Liga ကို UB ဝေးခဲ့တဲ့နည်းပြလည်းဖြစ်တဲ့ အဲ့ဒီမီဘာကိုလက်ရှိမှာဇာဗီဟာနန်ဒက်စ်ကိုဒါလက်ဗိုင်းကစိတ်ဝင်စားတယ်ကောလာဟာလာဒီကဇာဗီကိုလက်ဗိုင်းကတော့2ချိန်3ချိန်တော့တွေးဆုံခဲ့ပြီးနောက်ပိုင်းမှာလက်ဗိုင်းအနေနဲ့အခုလက်ရှိမှာဇာဗီဟာနန်ဒက်စ်ကိုနံပါတ်1တောင်ပေးထားရဲဆိုတဲ့သတင်းထွက်လာအဲ့တော့အဓိကကတော့ဇာဗီကိုဘာလို့ကြိုက်လဲဒါလက်ပေါ်တာတို့ခက်ခဲကဇာဗီကဘာဖြစ်လဲဆိုတော့ तू ကငြင်းတယ်ပြောရတာပဲဆိုတော့ဒါအသင်းကဝယ်ပြီးတဲ့ကစားသမားကိုသူသုံးတယ်သူလိုချင်တဲ့ကစားသမားဆိုတော့အသင်းမှာဒါရှီရန်ဆက်ကစားသမားကိုပဲရှိတယ်လို့ဖြည့်ပြီးတော့အသုံးပြုတဲ့ပုံစံမျိုးကိုတွားတာများတယ်အဲ့တော့ပြောချင်တာကဇာဗီအနေနဲ့ဒီလိုမျိုးဒါကျွန်တော်တို့ပြောမယ်ဆိုအိုပိုချက်တီနိုပေါက်ဆာလို့ပဲဗျာတိလားပိုချက်တီနို ပဲဒါကျွန်တော်ပိုင်ရှင်ကဒါလို့ဆိုလုပ်တယ်ဒါလို့ဆိုလုပ်တယ်အဲ့တော့ ဟိုတော့ဖိုးရရေးအတွက်ဒါမျိုးတွေကိုပြန်လဲပြီးတော့အဲ့တော့ဇာဗီကိုမကောင်းဘူးဇာဗီကိုကျွန်တော်သဘောကျတယ်။ဒီပြတယောက်နေတာမစိုးဘူး attacking football ဆော်တယ်ပေါ့နော်။ဒါကျွန်တော်တို့ပိုင်းရှင်လက်ကျတယ်။အဲ့တော့ဇာဗီကလက်ရှိမှာစပါတင်ဒီပြဖြစ်ဖို့အတွက်ရည်ပန်းအစားဆုံးဒီပြရတဲ့တယောက်ဖြစ်တယ်။အဲ့တော့လက်ရှိမှာဒါတခြားသောဒီပြရတဲ့ဒါကျွန်တော်နာမည်ကြီးတယ်။အခုလက်ရှိမှာ Crystal Palace အသင်းနဲ့ပူပူလောလော FA ဖလားရထားတဲ့ Oliver Glasner ကို Tottenham Hotspur တင်ကစိတ်ဝင်စား။ဒါပေမဲ့လက်ရှိမှာဒါ Crystal Palace ရဲ့လက်ရှိပိုင်းရှင်ကတော့ဂရုပေးထားတဲ့ Palace ပန်တွေကိုဒါ Glasner ကဘယ်ကူမှထွက်သွားမှာမဟုတ်ဘဲနဲ့ Europa League မှာ Glas က်စ်နာကိုခရစ်စတယ်ပဲလစ်ကဆက်လက်ပြီးတော့ကင်သွားမှာဖြစ်တယ်ဆိုတဲ့ဥစ္စာကိုပဲလစ်ပြိတက်တီကိုဒါကျွန်တော်တို့ပဲလစ်ရဲ့လက်ရှိပိုင်ရှင်ကနေဂရီပေးသွားခဲ့တယ်။အခုလက်ရှိမှာအိုလီဗာကလက်စ်နာမမဲရပါဒါဘိုင်ယန်မြူးနစ်အသင်းကဒါနီးပြလက်လက်တုန်းကလည်းအိုလီဗာကလက်စ်နာကိုခေါ်ယူဖို့တော့ပြင်ဆင်ထားခဲ့ပေမဲ့လက်ရှိဒီနှစ်မှာဒါကျွန်တော်တို့ပဲလစ်ကပဲအဓိကဒါထိန်းချုပ်သွားအဲ့တော့ မဲလစ်စတဲ့ငါတို့ Oliver Glasnier လောက်မှာ share ကောင်းလာခဲ့ပြီတဖြည်းဖြည်းနဲ့ဒါတော်တော်လေးကိုလူစလုံးတူတလုံးဖြစ်လာခဲ့တယ်တော်တော်ဖြစ်လာခဲ့တယ်အဲ့တော့ဒါ Glasnier နေနဲ့လက်ရှိမှာ Palace မှာပျော်ရွှင်နေပြီသူ့အနေနဲ့ဘယ်အသင်းကိုမှပြောင်းရွှေ့ဖို့အစီအစဉ်မရှိကြအောင်တည်ရတယ်မှာအဲ့တော့ဒါပြင်ကျွန်တော် Palace ရဲ့လက်ရှိပိုင်ရှင်ကလည်း Oliver Glasnier ကိုအသင်းကနေပြီးတော့တရားဝင်ထွက်ခွာခွင့်ပေးမှာမဟုတ်ဘဲနဲ့လာမယ့်နွေရာသီဒါအသင်းကိုလည်းဖြစ်တင်းသွေးသွားမှာဖြစ်ပြီးတော့ Europa League မှာလည်းဒါ Oliver Glasnier ကဒါ Frankfurt နဲ့ဖလားရပြီးတော့ကြောင့်မို့ဒါ Europa League မှာလည်းအမျော်လင့်ချက်တွေအများကြီးရှိတဲ့အသင်းတွေနဲ့ဒါရှေ့ဆက်သွားမှာဖြစ်တယ်လို့ ီးရတယ်တမပါပါတယ်အဲ့တော့မီးတို့ပင်စူစီကာမှုပေါ့နော်ဆက်လက်ပြီးဒါဆွေးနွေးရမယ်ဆိုရင်တော့စပါတင်နောက်ထပ်တစ်ယောက်အာရီယိုလာပေါ့နော်ဘုံမော်ရဲ့လက်ရှိနီးပြဖြစ်တဲ့အာရီယိုလာကိုတော့စပါတင်ကဒါကြိုက်နေတက်ခဲ့တာကြာပြီလက်ရှိဒါကျွန်တော်တို့အာကစားဒရိုက်တာသစ်ဖြစ်တော့မယ်ဒါကျွန်တော်တို့အဲဘဒူအပက်ထရီရှီတို့ဘာလို့အိုစုကရဲ့သဘောကျတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါစပါသဘောကျတဲ့နီးပြတွေမှာအများကြီးဒါပေမဲ့ကျွန်တော်သဘောကျတဲ့နီးပြတယောက်ကြောင်းပြောကျွန်တော်နေတာပရီးမီးယားလိမှာသဘောကျတယ်အခုခုနရှိမှာလည်းအသင်းနဲ့အတူအဆင်ပြေနေတဲ့ကစားနီးပြတယောက်ဖြစ်တဲ့ကျွန်တော်သောမက်စ်ဖရန်ဘရန်ဖူကိုသိပြီးသဘောကျတယ် တောမက်စ်ဖရန့်အနေနဲ့လက်ရှိမှာတော့ကျွန်တော်နှစ်တိုင်းလို့လို့အသင်းကဒါရှီယင်းရကစားသမားတွေလုံးဝဒါကျွန်တော်တို့ဟိုလုံးဝ community base line ပေါ်မူတည်ပြီးတုံးရတဲ့ကစားသမားတွေပေါ်တုံးပြီးလုပ်သွားခဲ့တယ်။ Ivan တို့လည်းမရှိဘူးလားရတယ်ဝစ်ဆာနဲ့ဒါအဲ့လိုမျိုးလီးပြောင်းကျွန်တော်သိပြီးသဘောကျတယ်တော့မှာပါတယ်။အဲ့တော့ကျွန်တော်လက်ရှိမှာဒါကျွန်တော် bias ဖြစ်တယ်ပေါ့နော်ကိုကျတဲ့နေပြမလို့ကို bias ဒါတော့လက်ရှိမှာကျွန်တော်အနေနဲ့နီးပြ short list ထဲမှာကျွန်တော်ကတောမက်စ်ဖရန့်သိပြီးသဘောကျတယ်။တောမက်စ်ဖရန့်ကဒါတစ်ချိန်ကဒါ Southampton ကနေ Tottenham Hotspur အသင်းကိုကူးလာခဲ့တဲ့ပိုချက်တီနိုပုံစံမျိုးဖြစ်လာနိုင်မယ်လို့မြင်တယ်။ပြီးရင်တောမက်စ်ဖရန့်အနေနဲ့ဒါကျွန်တော်တော်တော်လေးကိုယူတယ်တော်တော်လေးအေးတယ်ဒရာမာနဲ့တဲ့နီးပြတွေထဲမှာပ ပါတယ်အဲ့လိုမျိုးကျွန်တော်ဒါနီးပြကျွန်တော်သိပြီးသဘောကျအဲ့တော့လက်ရှိလာမယ့်နေရာဒီမှာနီးပြပြမှာကျွန်တော် Thomas Frank ကိုစိတ်ကြိုက်တယ်ဒါပေမဲ့တကယ်တမ်းဖြစ်သွားနိုင်တာကတော့ဇာဗီဖြစ်သွားဖို့ရာခိုင်နှုန်းတဖြည်းဖြည်းများလာခဲ့ပြီဇာဗီကိုယ်တိုင်ကတည့်ရတယ်မဲ့သူ့အနေနဲ့ဒါ interview မှာလည်း तू ဟာအင်္ဂလန်မှာနီးပြလူချင်းစိတ်ရှိတယ်ဆိုပြီးခဏခဏပြောထားတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဇာဗီတယောက်ဒါကျွန်တော်နီးပြတယောက်အနေနဲ့ဒါ Spartan နီးပြနေပြန်တွေ့ဖို့ရှိရဲဇာဗီကိုယ်တိုင်ကလူငယ်တွေကိုကန်ရတဲ့တဲ့တဲ့ကြောင့်ဒါ Spartan ရဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ဒါ Archie Gray တို့ Mikey Moore တို့အနေနဲ့ဒါဇာဗီလက်ထက်မှာဒါ total total လာနိုင်တဲ့စတဲ့ပုံစံမျိုးနဲ့တူ စပါတင်ခတ်အပ်သွားနိုင်တဲ့သတင်းတွေကိုကျွန်တော်နေတရားဝင်ပြောရမယ့်တဲမှာပါအဲ့တော့ မီတို့ပဲစိုးစေးကမှုဒါစပါတင်ရဲ့လက်ရှိနိပြပြောင်းလဲဖြစ်တယ်ကျွန်တော်အနေနဲ့မှန်တိုင်းပြောရမယ်ဆိုတော့ NG booster glue အချိန်နဲ့အများကြီးရတဲ့နေဆိုပေမဲ့ဒါတိတ်ပြီးတော့ဆွေးနွေးစရာတော့မရှိတော့ဘူးဒါခုနောက်သူလဲဒါအသင်းကထွက်ဖို့အတွက်ပြင်ဆင်လာခဲ့ပြီလောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ TV4U တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ကြာအောက်က comment တွေထဲမှာလဲ Youth Sport Media 3.0ဆိုတော့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်ပြဿနာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ ယ်ကိုမြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကျွန်တော်တော့ကုန်ပြီပေါ့ဗျကျွန်တော်တို့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့ဒေးပါပါဗျ